ပရလောကစီလိုက်တော့မှာအရန်ကိုခစ်ထားတယ်လောကစီအရတော်တော်များရဲ့ပါဇက်တဲမှာအာပရလောကစီပေါက်ပရလောကစီပေါက်ပရလောကစီပေါက်อืม အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တော်ရပါအဲ့တော့ပရာလောကစီးရီးဆိုတာပါလေအဲ့လိုစီးပေါက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေကဘာအကျိုးအမြတ်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ဂံမီယာပညာရဲ့မှာဘာရှိလဲဆိုပြောမှဆိုရင် ပရလောကဆိုတာရှိပါတယ်။ပရလောကဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးတွေနေတာလဲ။ပရလောကဆိုတာကကျွန်တော်တို့တေဆုံးသွားပြီးနောက်နော်တေဆုံးသွားပြီးတဲ့နောက်မှာလူလည်းမဖြစ်ဘူး။လက်လည်းမဖြစ်ဘူး။ငဲပုံလည်းမရဘူး။တိစ္ဆာန်ပုံလည်းမရဘူး။အဲ့လိုမရောက်ပဲနဲ့ဝိညာဉ်လိုလိုတရေလိုလို့ တစေလူလူအဲ့လိုအခြေအနေမျိုးအဲ့ဒါကိုတော့အများစုကပြောကြတာတော့ပိတ်တာလို့သူရကယ်လို့ပိတ်တာအစ်စ်သူရကယ်အစ်စ်မရောက်သေးပဲနဲ့ဟိုမကျွတ်မလွတ်သေးတဲ့သူတွေနေတဲ့နေရာကိုလည်းပရလောကဘုံလို့လည်းတတ်မှတ်လို့ရတယ်ကျွန်တော်တို့လောကီဆရာအများစုကကြတော့အဲ့ဒီပရရောဂါသားတွေနဲ့အလုတ်လုံးကြရတယ် ချို့အောင်လန်းစရာတွေတရေတွေကိုကျွေးမွေးပြီးတော့ခိုင်းစီတာအဲ့ဒါလေပရာရောဂတားတွေကိုခိုင်းစီတဲ့သဘောပဲလို့ယူဆသတ်မှတ်လို့ရတယ်အဲ့တော့ဒီနဝိုင်းမှာကြားရတယ်ပရာရောဂစီးပေါက်တယ်ဆိုဟုတ်ပြီကျွန်တော်တို့ကဟိုပြောမှာဆိုရင်ကျွန်တော်ကဘာကြီးရှိတယ်ကျွန်တော်ကဘာကြီးကိုဒီသိပ္ပံပညာနဲ့ပြောမှာဆိုရင်တော့ဒီနော် three dimension ပေါ့ ုံမဲ့မြင်တဲ့ကာလတဲ့ဆိုသူပြောကြတယ်အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်ကျွန်တော်တို့မျက်လုံးနဲ့မမြင်ရတဲ့လောကတွေအဲ့လောကတွေအကားလုံးမှာနတ်ပုံတွေပါတယ်ဝိဇ္ဇာပုံတွေပါတယ်အဲ့ဒါမှလည်းပရလောကသားတွေနေထိုင်တဲ့ပရလောကဘုံလည်းပါတယ်ပြောချင်တာတော့ပါလဲဆိုကျွန်တော်တို့နေနေတယ်ဒီကဘာကြီးပါပဲနေနေတယ်အဲ့တော့ကျွန်တော်ရဲ့အရှိကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုရှောက်သွားနေတဲ့ပရလောကသားတွေရှိနေမယ် ဲ့လိုပဲသူတို့ရဲ့နေထိုင်ကြစားတဲ့ပုံတွေရှိနေမယ်အချို့သစ်ပင်တွေမှာဆိုရင်ဟိုကက်ညိပြီးနေနေကြတဲ့ပရောဂတာတွေရှိကြလိမ့်မယ်ချို့ဆိုမပြောလဲဆိုတော့သစ်ပင်ကြီးကြီးတပင်မှာပရောဂတာတွေထောင်နေရှိတောင်းနေရှိကိုနေနိုင်တယ်လို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ်ကျွန်တော်တို့ကျွန်တော်လျှောက်လာခဲ့တဲ့ဒီ logi လမ်းကြောင်းလျှောက်လုံးမှာဆိုရင်တော့ဟို ကျွန်တော်ငြင်းရတယ်ဆိုတာကကျတော့အာဒီအပင်ကြီးထဲမှာအကြီးဆုံးအကောင်ကြီးအကြီးဆုံးဆိုတဲ့အကောင်ကြီးကိုမြင်ရတာတော့ဒီအိမ်မှာတရေချောင်းရင်တရေချောင်းနေရတာတော့ကျွန်တော်သွားနေရလမ်းမတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့မျိုးသွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ paralog ကတားရီဆိုတာကကျတော့ဒီမတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတော့ ဟိုနားရပြောလို့တရေပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြတော့လေသူတို့ရဲ့အစင်နန်းတွေပြီးပြီးနဲ့ပြောင်းလဲတိုးတက်လာတဲ့အခါမှာတကောပါဝါတွေညင်လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွှေးကြီးတွေထွက်လာတာလို့ဖြည်းဖြည်းဖြည်းချင်းနဲ့ဘာဖြစ်လို့ပိတ်တာကောင်းဖြစ်သွားတော့သူတို့ရဲ့ကောင်းကြီးဖြစ်သွားတာလို့ကျွန်တော်မြန်မာစကားဆိုတရေတစီနော်ဟိုတပတ်အဲသူတို့မျိုးတွေအမျိုးဆုံးပြောအမျိုးမျိုးပြောကြတယ်ပေါ့အင်္ဂလိပ်စကားလုံးမှာဆိုတော့ ghost တို့ နောက်ပြီးတော့အဲ့တနည်းနည်းဆိုသွားရင်တော့ဒီအာမကောင်းဆိုသွားဒီဗဲလို့ဒီမွန်လို့အဲလိုမျိုးပေါ့စသဖြင့်ပြောကြတယ်အဲ့တော့ပရလောကစီးကြီးတွေကဘလို့ပောက်တာလဲဆိုတော့ပြဏပြောလို့ပေါ့ကျွန်တော်တို့ကဘယ်ပရလောကကြီးကိုမမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရလောကသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တို့လိုမျိုးဘလော့ဂီပညာရည်တွေကိုလောက်တဲ့သူတွေအချို့ငင်ရတယ်ငင်ရတယ်ဆိုတာကျွန်တော်တို့ကလည်း ever ကြီးမြင်နေရတာမဟုတ် ကျွန်တော်တို့ကိုရီးယားဒရမာကားတွေရမျိုးမျိုးတရားတွေဖြောက်သွားနေရကြီးတို့ဗျာကျွန်တော်မျက်စိရှိရနေမြင်နေရတာကိုကျွန်တော်တို့အကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်ချိုးသူတွေကကြတော့အဲ့လိုပဲပလိန်ကြီးကိုမြင်နေရသူတွေလည်းရှိကြတယ်ချိုးကြတော့လည်းသူမြင်နေရသူတွေကလူချိုးသူတွေကလူလိုပဲနေနေကြတာဆိုတော့ကြပါလူလိုပဲနေနေကြတဲ့သူတွေရှိတယ်သွားလာလှုပ်ရှားနေရအဲဝင်တိုက်ပြီးကွာဟာလူဝင်တိုက်မိတာပဲထင်တာအဲကိုကကိုမတိလိုက်ပဲနဲ့ပရာတော့ကတ်တာလေးကိုဝင်တိုက်မိရတယ်ရှိတယ် အဲ့လိုပြောရခြင်းကြောင့်อ่ะပရာရောဂသားတွေကကျွန်တော်တို့ရဲ့ဒီလူသားတစ်ပါးနဲ့ကိုအရန်နှီးစပ်နှောင်းနေလို့ကျွန်တော်နည်းပြောချင်တာအဲ့တော့တခါတလေမာဘာဖြစ်လဲဆိုတော့အဲ့ပရာရောဂမှာပရာရောဂနဲ့လူလောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေအဲ့စီးတွေကတခါလေအချို့အကြောင်းအရာတွေအကြောင်းမလို့မှိမ့်မိန်သွားတဲ့အခါမှာ ဒီပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်။ပူးတာတွေကတ်တာတွေလာနှောက်ရက်တာတွေရှိတာတယ်။တာမန်ပရလောကသားတယောက်ကလူတယောက်ကိုထိတွေ့ခွင့်မရှိပါဘူး။တကယ်ခြောက်ခံရတယ်ဆိုတာလူတိုင်းခြောက်ခံရပါဘူး။လူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူး။သူတို့ကသူတို့ဘယ်နှပါရှိနေရောကျွန်တော်တို့ကဟိုတစ်ခါကကြရင်ဟိုစက်သိမ်းဝေးဝေးထားတာမျိုးလို့ စိတ်ထဲမှာဟိုတရားရောက်ကိုစောင်းကြည့်နေရမျိုးလို့အဲဒီလိုမျိုးဖြစ်နေတယ်ပေါ့ဒါပေမဲ့ကိုပေးနားမှာပရောကသားတွေရှိနေကြီးဖြစ်တာဖြစ်နေတာအများကြီးရယ်ကျွန်တော်အဲ့ဒါကိုတတ်ဗီဒီယိုနဲ့ပြောပေးမယ်နော်တတ်ဗီဒီယိုနဲ့ပြောပေးမယ်အခုပြောမယ့်ကိစ္စကတော့ဒါပဲအဲ့တော့ဒီပရောကသားတွေကဒီကျွန်တော်တို့နားကပ်လာတဲ့ခါကျရင်ဟိုခါကျရင်ကျွန်တော်တို့ကဒီပရောကသားတွေကိုမြင်ရတယ် ူမှမြင်ရမှာပဲဆိုရင်အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိပဲနဲ့ပရင်းကြီးမြင်နေရပရင်းကြီးတွေ့နေရအေးချိုးရတော့ဖြတ်ခဏဖြတ်ခဏတွေ့ရတယ်။ဒါနဲ့မှဟောစိတ်ထင်ပါလေဆိုပြီးဒီလိုမျိုးလာတာချိုးရဖြတ်ခဏကိုမဟုတ်ဘူးဒါပေမဲ့ဟိုပြက်ပြက်သားသားကြီးမြင်နေရတာမျိုးအဲ့ဒါပါလေဆိုပရာလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်ကြီးအားလုံးလိုက်လံပတ်သက်လာတယ်လိုက်လံပြီးထိခိုက်လာတယ်အဲဒီခုထူးဆန်းတာက ဲ့ပရလောကသားတွေကကျွန်တော်တို့ဘေးနားမှာရောက်လာတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်သူတို့နဲ့ကိုယ်နဲ့ကဟိုတသားလဲလူမျိုးဖြစ်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့ဒီလူတယောက်ကကံနေဆိုးလာပါတယ်ကံနေညံ့လာပါတယ်ဆိုးဆိုးဝါးတွေဖြစ်လာပါတယ်ကောင်းတဲ့ကံလေးတွေရုတ်ရော့လာပါတယ်ကောင်းတာလှုပ်ချင်တဲ့စိတ်တွေပျောက်လာပါတယ်ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ ီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေမကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေကိုပဲကြီးဆိုးလာတယ်။အားမျိုးတွေဖြစ်လာတယ်။ကျွန်တော်ထောင်ထဲမှာလူတယောက်နဲ့တွေ့ဘူးတယ်။အဲ့လိုတယောက်ကပါလဲဆိုတော့ तू ကဆေးတွေရောင်းတာ။ဒီတော့အားတဲ့ကျွန်တော်ဆေးတွေကိုရောင်းနေတဲ့ဆေးတွေကိုရောင်းနေရောင်းတဲ့အခါမှာဒီရိုက်မော့ဒီဟို ဆေးတွေကိုလည်းစပိန်ချင်းထဲမှာဒီတိုင်းနေမဲ့ထည့်ပြီးဒီတိုင်းသွားနေရအောင်ရဲအောင်ဖမ်းဘူးတဲ့ခါဖမ်းကတ်ဘူးတဲ့သူလောက်လာတာသူလိုမျိုးနဲ့ယူနေလောက်လာတာပေါ့အမားလည်းကျွန်တော်ကလည်းသူသွားနေလာနေရင်းနေကျွန်တော်ဘာလုပ်လဲဆိုတော့တဲ့သူသူကလည်းသင်ပေးတာမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့နော်တဲ့ဒီသူ့ရဲ့အိမ်ရှိဘာညာတွေမှာကဲကျွန်တော်ကိုစောက်ချောက်နေတဲ့သူတွေရှိရင်တော့လကောက်ဒါမှမဟုတ်လေကျွန်တော်ဒီကာမကောင်းတာလုပ်နေတဲ့အကြောင်းမလို့ကဲဟို ီပန်ဝင်ချင်းမှာရှိရတဲ့တရေတစီတွေသူ့စိတ်ထဲမှာတော့မဖဲဝါကြီးပေါ့နော်အမတော့မဖဲဝါကြီးကိုလည်းကျွန်တော်ဒါလေးတွေကျွေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့သူကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောတယ်ပေါ့အဲ့လိုလုံးကြိုက်ချိုင်အချိန်မှာသူကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရရန်ကောင်းလားကောင်းလာတယ်ဆိုပါလေဆိုတော့သူစေးရအများကြီးရောင်းရတာမျိုးလို့အန်ရီတွေကင်းလာတာဆိုရဲရှိမှဖျက်လျှောက်သွားတာပေါ့သူမစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်ပိုင်းမှာသူကဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ ကျမ်းမာရေးမကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူ့မှာရိတ်ခနေရိတ်ခနေနေမြင်ရတာနောက်ပင်မန်းဟိုတစ်ခါကျရင်အဲ့လိုအေးရနိုးလာရင်ဇောချွေးပြန်တယ်သူနိုးလာတယ်သူဘေးနားမှာတရားရောက်ရှိနေတယ်ဆိုတော့ feeling မျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အကြောင်းမလို့ဒါပေမဲ့သူ့ရဲ့စီးပွားစီးပွားလို့လက်လာပါတော့မပိတ်သွားဘူးအဲ့အေးရတွေဖြစ်စင်နေဖြစ်လာတာ အသွားနေပြီးမှအတိတရသူ့ရဲ့ဒီဘေးဆရာတရားရောက်ကိုသွားပြီးတော့ဘေးရင်သွားမိလိုက်တယ်ဘေးရဲ့ခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့ခါအဘေးရင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့သူနှင်ထုတ်လိုက်တယ်ပေါ့အဲ့လိုနှင်ထုတ်လိုက်တဲ့အခါမှာနှင်ထုတ်ပြီးမကြောက်အဖမ်းခံရရတယ်အဖမ်းခံရရတယ်ဖမ်းခံရရပြီးထောင်ထဲရောက်လာတယ်အမကျွန်တော်နဲ့တွေ့တယ်အဲ့တော့အဖြစ်စင်ရပါလေဆိုတော့ပရာရောဂသားတွေက ကျွန်တော်တို့သွားရောက်ပတ်သက်လို့မရဘူးအဲ့တော့ဟိုသူက तू ကတော့လေသူ့အိမ်မှာ तू က तू လောက်လိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပရာလောကလာနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့လူမျိုးဖြစ်သွားတယ်အဲ့လိုခွင့်ပြုချင်ရနေပြီးတော့ तू ကကန်ဆယ်အရင်နေရှိတာသူလည်းလာပါလားမပိတ်သွားပါမယ်သူမပိုင်းစစ်လာတော့သူရဲ့စိတ်တရားရောင်ရက်ခတ်လာတယ်အိမ်မှာရှိနေသူတွေကစံပိုင်းမကောင်းတာစံပိုင်းညံ့တာတွေနေတိုင်းနေတိုင်းဟိုတခုခုဖြစ်နေရမျိုးတွေဖြစ်လာတယ်တက်ရောက်မှုတွေကြုံရလာတယ်အဲ့လိုမျိုးတွေရှိတာအဲ့တော့ ဟိုပါတော့ကစီမြင်အားနေတာပဲရှိရစီးပေါက်သွားတာမရှိစီးပေါက်သွားတယ်ကျွန်တော်လူတွေတယောက်မှရှိမှာမဟုတ်တော့ကုန်သေးသွားလိမ့်မယ်နော်အဲ့တော့စီးဒီအားနေလာတာပါအဲ့အားနေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပါရောဂါသားတွေနဲ့ရင်ပေါင်တန်းသူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရကန်ဆိုးတာတွေစိတ်သက်တွေကရင်းနှီးစာရေး negative thinking တွေအများကြီးတွေးတာမျိုးတွေ ဖြစ်လာပါတယ်လို့တော်ဒီတပြောချင်ပါတယ်အဲ့တော့ဘရာရောကစီးကြီးပေါက်နေတာမဟုတ်ပါဘူးဘရာရောကစီးကအာနေတဲ့အာနေလာတာပါဘရာရောကတော့ဘရာရောကနဲ့တော်လူရောကကြားမှာချိတ်ဆက်ထားတဲ့စီးမျိုးတွေမိမိလာတဲ့အခါမှာသူတို့တွေကကျွန်တော်တို့နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့တွေကံနေစိုးတာမျိုးတွေတက်ရောက်မှုများတွေဖြစ်တတ်တာတယ်